အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကတော့ YouTube ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ Google က Science Project တစ်ခုဖြစ်တဲ့ငလျင်နှဆုနာမီအကြောင်းကိုပယ်တန်တီရှင်လုပ်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာဒီခုပယ်တန်တီရှင်လေးကိုငလျင်ဆုနာမီဆိုပြီး topic နှစ်ခုခွဲတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာမကြာခင်မှာပယ်တန်တီရှင်လေးစတာမှာဖြစ်လို့အစွန်ကြီးလိုက်ပါနားဆင်ပြီးကြတော့မြင်သာရခံပါတယ်ခင်ဗျာနေလေးရဲ့အချက်အလက်များ Pass Job ဖြစ်တဲ့ငလစ်မှာပထမဆုံးငလစ်ရဲ့အချက်အလက်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ငလစ်အကြောင်းတင်ဆက်ရမှာမကြသေးခင်ကမှကျမတို့မြန်မာနိုင်ငံမှာလုပ်ခတ်သွားတဲ့ငလင်ကိုရွေးချယ်ဖော်ပြပါမယ်။ငလင်ဟာ2025ခုနှစ်မက်လာ28ရက်နေ့7နာရီ50မိနစ်54စက္ကန့်မှာလော့ခတ်သွားခဲ့ပြီး MMIH ပြင်းထန်မှုလွန်ကဲအဆင့်ရှိ Rustus Gate 7.07 7.8HD ငလင်ဖြစ်ပါတယ်။ငလင်ဟဲ့ဗဟိုချက်တီနေရာကတော့မြန်မာနိုင်ငံ စကိုင်းမြို့နဲ့မန္တလေးမြို့အနီးဖြစ်ပြီးအနက်10ကီလိုမီတာ6မှန်ရှိပါတယ်။ငလင်ဟာလှုပ်ခတ်ချိန်80စက္ကန့်အကြာလှုပ်ခတ်သွားပြီးမြန်မာနိုင်ငံမှာဒုတိယပြင်းအားအများဆုံးငလင်ပဲဖြစ်ပါရှင့်။ ငလျင်ဟာမြန်မာနိုင်ငံ၏ထင်ရှားတဲ့ပြည်ပြည်ကျော်တစ်ခုဖြစ်တဲ့စကိုင်းပြည်ပြည်ကျော်ကြီးအပြူလဲရွေရှားခြင်းကြောင့်ဖြစ်ပေါ်လာပြီးအလျားလိုက်၍ငလျင်ဖြစ်ပါတယ်။ခွန်တသမခွန်ပြင်းရရှိတဲ့ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်နောက်ဆက်တွဲငလျင်ပေါင်း390လေးချင်ကျော်လှုပ်ခတ်ခဲ့ပါတယ်။ဒီနောက်ဆက်တွဲငလျင်တဲမှာပြင်းအားအများဆုံးကတော့6တသမ8ဖြစ်ပါတယ်။ငလျင်တန်ကြောင်မြန်မာနိုင်ငံမှာတည်ဆုံးသူဦးရေပေါင်း9456ဦး ခံရရသူ11404ဦးကြောက်ဆုံးသူ988ဦးရှိပြီးတော့အိမ်ခြေ35000ခန့်ပျက်စီးမှုတွေရှိခဲ့ပါတယ်အချက်အလက်တွေကိုဖော်ပြပြီးပြီဆိုရင်တော့ငလီဘာကြောင့်ဖြစ်ပေါ်လာလဲဆိုတဲ့အကြောင်းရင်းကိုဆက်လက်တင်ပြပေးသွားပါမယ်ရှင်။ 2025ခုနှစ်မတ်လ28ရက်နေ့တွင်မြန်မာနိုင်ငံမှာလောက်ခဲ့ခဲ့တဲ့ပြင်းအားကြီးမားတဲ့ငလျင်ရဲ့အဓိကအကြောင်းရင်းကတော့စကိုင်းပြည်ရွှေရောရဲ့ရုတ်တရက်လှုပ်ရှားမှုကြောင့်ဖြစ်ပါတယ်။မြန်မာနိုင်ငံဟာကမ္ဘာ့မြေလွာချက်ကြီးများရွေ့လျားသောနေနိမိတ်ပေါ်တွင်တည်ရှိပြီးတော့စကိုင်းပြည်ရွှေဟာထူထေတဲ့အဓိကငလျင်ဖြစ်ပေါ်ရာနေရာတစ်ခုဖြစ်ပါတယ်။ ဒီငလျင်လှုပ်ခြင်းရဲ့အကြောင်းရင်းနဲ့ကိုကိုအသေးစိတ်ဖော်ပြပေးပါမယ်ရှင်။စကိုင်းပြရွှေချော့သည်မြန်မာနိုင်ငံ၏အကြီးဆုံးနှင့်အသက်ကြွဆုံးတောဘေးတိုက်ချော့ရွေသည်ပြရွှေချော့ဖြစ်ပါသည်။ဤပြရွှေချော့သည်မြန်မာနိုင်ငံအလိုက်ပိုင်းကိုပြရွှေတောင်နှင်းမြောက်တောင်နှင်းမြောက်လမ်းကြောင်းအတိုင်းကီလိုမီတာ1200ခါရှိလျောက်သည်ရှိနေပါသည်။အေဒီယာအော်စတြေးလျမြေလွာချသည် ယူယူရရှာမီရာချအောက်တို့ဝင်ရချင်းပြင်းမြောက်မြောက်ဘက်တို့တောပေါ်နေပါသည်ထိုတောအားများဒီစကိုင်းပြရွေကျော်ကဆို့ယူပြီးအေရီးယားအေရီးယားမီရွာဤရွေလျောင်းမှုကိုလိုက်လျောညီထွေဖြစ်အောင်ကူညီပေးပါသည်ပုံမှန်အားဖြင့်စကိုင်းပြရွေကျော်တခြားယူကျောင်းသားများကျောင်းသားကျောင်းသားများသည့် အချင်းချင်းပေါ်တိုင်းပေါ်တိုင်းမူကြောင့်ကာညီနေပြီးရိုတရဲမရွေရမရွေလျားနိုင်ပါတုတ်တော်မေစီလွာချမ်းများဆဲလဲရွေလျားနေတော်ကြောင့်သူနေရာတွေကြီးမွားတော်အကြီးမွားတော်အားများနှင်းပေါင်းများစွာစူးစောင်းလာခဲ့ပါသည် ဒုတိယတစ်ချက်ကတော့28ရက်နေ့3လ2025ခုနှစ်တွင်စုဆောင်းထားသောအားများဟာကြောက်သားများရဲ့ပုတ်တိုက်အားကိုကျော်လွန်သွားတဲ့အခါသခိုင်းပြည့်ရီကျော်သည်ရုတ်တရက်ကွဲထွက်သွားပြီးတော့ချော်ရွေးမှုဖြစ်ပေါ်ခဲ့ပါတယ်။ဒီချော်ရွေးမှုကြောင့်နှစ်ပေါင်းများစွာစုဆောင်းထားတဲ့ကြီးမားတဲ့ဆွမ်းအင်တွေကငလျင်လိုင်းအဖြစ်ပတ်ဝန်းကျင်သို့ထုတ်လွှဲခဲ့ပါတယ်။ဒီငလျင်လှောက်ရှားမှုကိုသိပ္ပံပညာရှင်တွေကပြင်းအားခွန်တသမခွန်ဒါမှမဟုတ်ခွန်တသမ9ချရှိကြောင်းတိုင်တားခဲ့ပါတယ်။ ငလျင်ဗဟိုချက်ကစကိုင်းတိုင်းဒေသကြီးစကိုင်းတိုင်းမြို့ဤမြောက်အနောက်မြောက်ဘက်ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့မန္တလေးမြို့နဲ့အနီးကပ်တဲ့နေရာတွင်တည်ရှိခဲ့ပါတယ်။ဒီငလင်ဟာမြေအောက်အနက်30ကီလိုမီတာခန့်တွင်ပို့ဖို့ပြုခဲ့ခြင်းကြောင့်မြေမျက်နှာပြင်ပေါ်တွင်လှောက်ခါမှုပြင်းထန်ခဲ့ပါတယ်။ကနအိုးခမန်းချက်များအရဒီငလင်ဟာသခိုင်းပြည့်ွေကျော်တိလျှောက်ကီလိုမီတာ480မှ930ခန့်အထိကွဲထွက်ခဲ့တယ်လို့ယူဆရပါတယ်။ အင်းတန်းခစားရပြီးနောက်ပိုင်းမှာရှိရှိမြင်တွေ့ရတဲ့ရုပ်ပိုင်းဆိုင်ရာအိုးအိမ်တွေပဲပြစ်စီဆုံးဆုံးရတာတွေမဟုတ်ပဲနောက်ဆက်တွဲမှာဖြစ်လာနိုင်တဲ့ကျန်းမာရေးပြဿနာတွေနဲ့ကုသရောဂါတွေပါငရေရဲ့နောက်ဆက်တွဲအနေနဲ့ဖြစ်လာနိုင်ပါတယ်ဒီလိုတဘာဝဘေးအနေရဲ့အတွက်တန်တော်တဲ့ကြိုတင်ပြင်ဆင်မှုရေးပေါ်ကျန်းမာရေးမရှိတဲ့နေရာတွေမှာဆိုကလေးလူချင်းတွေကုသရောဂါအနေနဲ့ရှိနိုင်ပါတယ်ထိခိုက်ဒဏ်ရာရတာပိုးဝင်တာဝမ်းရောဂါကုသတာအပြင်စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရတာတွေကကြီးမားပြင်းထန်တဲ့ငြိမ်ကြီးတွေရဲ့နောက်ဆက်တွဲတွေပါပဲ အဆောက်အဦးပျက်စီးမှုနဲ့အန္တရာယ်များငလျင်ကြီးတစ်ခါဖြစ်ပြီးသွားတဲ့အချိန်မှာအ धिक ထိခိုက်စေတဲ့အရာကတော့အဆောက်အဦးတွေပျက်စီးခြင်းဖြစ်ပါတယ်။အိမ်ယုံတဒါဆက်ယုံစသည်တို့ပြိုကျသွားတာကြောင့်လူအများအတွက်အသက်အန္တရာယ်ဖြစ်နိုင်တယ်လို့အလောက်ကင်တွေကလည်းဆုံရှုံစီပါတယ်။အဆောက်အဦးတစ်ခုပျက်သွားတာနဲ့အပြစ်သက်မဟုတ်ဘဲနောက်ထပ်အဆောက်အဦးတွေလည်းမတည်ငြိမ်တော့တာကြောင့်နောက်ဆုံးပြိုကျနိုင်ပြီးအန္တရာယ်များစွာထပ်တိုးလာနိုင်ပါတယ်။ မီးလောင်မှုအလျင်ကြောင့်လျက်စစ်လိုင်းများပျက်စီးခြင်းတံငွေပိုက်များပေါက်ခြင်းမီးဖိုကြောင့်ပြိုကျခြင်းကြောင့်မီးလောင်မှုအလွန်များနိုင်ပါတယ်။ဆူနာမီပင်လယ်ပြင်အောက်ငလျင်ကြီးတစ်ခါဖြစ်မယ်ဆိုရင်မိနစ်အနည်းငယ်အတွင်းဆူနာမီကြီးတက်နိုင်ပါတယ်။အဲ့လိုဖြစ်သွားတဲ့အချိန်မှာကမ်းကမ်းခြေဒေသတွေမှာအလွန်အန္တရာယ်ရှိပြီးတော့လူအများသိဆုံးနိုင်ပါတယ်။မြေပြိုခြင်းတာမော်ဒေတာတွေမှာမြေကြီးဖြစ်သွားပြီးနောက်နေရာတွေအတက်ကျဖြစ်သွားပြီးတော့မြေပြိုခြင်းများကျွတ်တည်နိုင်ပါတယ်။ ထူးသဖြင့်လမကြီးတွေတရားတွေဖိတ်ဆို့သွားတာကြောင့်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေအချိန်မီမရောက်နိုင်တာရေးပေါ်ကူညီမရနိုင်တာဆိုင်နောက်ဆက်တဲ့ပြဿနာတွေလာလာနိုင်ပါတယ်။ရေသားနေပါခြင်းနဲ့ယောဂဖြစ်ပေါ်ခြင်းငင်းကြီးဖြစ်ပြီးနောက်ရေအားရှိရေစနစ်တွေပျက်စီးသွားနိုင်ပါတယ်။ရေကြောစနစ်ပြတ်သွားသောကြောင့်အငင်းကြီးရေထွက်သွားပြီးဥယောဂဝပြက်ဝန်လျှောယောဂနှင့်တက်ကွေးယောဂများဖြစ်ပေါ်နိုင်ပါသည်လူတွေရေတက်များနိုင်ခြင်းကြောင့်ကျမရေထိကိုက်နိုင်ဆုံးဖြစ်စေနိုင်ပါသည် စည်းဝါးရေးထိခိုက်မှုငြင်းကြီးဖြစ်ပြီးနောက်စည်းဝါးရေးခြေနေအလိုနှိမ့်ချသွားနိုင်ပါသည်စိတ်ယုံတွေပျက်စီးသွားခြင်းကွန်မြူစီထုတ်လို့ရပ်တန့်သွားခြင်းလမ်းပိတ်ခြင်းကြောင့်ကုတန်ရောင်းဝယ်မှု မပြေလည်တာတော့ကြောင့်စည်းဝါးရေးကိုထိခိုက်စေနိုင်ပါသည်အလောက်ကနေပျောက်ဆုံးသွားတော့ကြောင့်လူတို့မှဆင်းရဲမှုများတိုးလာနိုင်ပါသည်လူမှုရေးပြဿနာငလျင်ကြီးအပြင်းမှာအိမ်မှာမရှိသူများ displaced person အများကြီးဖြစ်လာနိုင်ပါတယ် အိမ်ကျွေးဆက်ပစ္စည်းတွေငွေကြေးတွေဆုံးရှုံးသွားပြီးအိမ်ယာမင်းဖြစ်နေရကြောင်းဒွေတွေစိတ်ဒဏ်ရာများရနိုင်ပါတယ်။အကြီးအကျယ်ဒဏ်ရာကြုံတွေ့ရသူတွေမှာအာနိမ့်မှုစိတ်တက်ကြစင်မှုစိုးရိမ်ပူပန်မှုတွေခံစားရပါတယ်။ ဒုတိယ topic တစ်ခုဖြစ်တဲ့ tsunami ရဲ့အကြောင်းကိုတင်ပြဖို့2011ခုနှစ်မတ်လ17ရက်နေ့နေ့ခင်း2:46မိနစ်23စက္ကန့်မှာဂျပန်နိုင်ငံမှာလွတ်ခဲ့သွားတဲ့ငလျင်အားနေဖြစ်ပေါ်လာတဲ့ tsunami တစ်ခုအကြောင်းကိုရေးချေထားပါရရှင်။ tsunami ဖြစ်ပေါ်လာစဉ်ရဲ့ငလျင်ရေချတာစကီးကတော့5.3အထိရှိပြီးအနက်24.4ကီလိုမီတာ59.1မိုင်မှာလွတ်ခဲ့တဲ့ငလျင်ဖြစ်ပါတယ်။ ချွန်ကလေးကိုစံနိုင်ငံလို့လည်းခေါ်ပါတယ်။ဒီပြင်းထန်တဲ့ငလင်ကနေတဆင့်ဆူနာမီရောမြေပြင်မှုတွေပါရှိခဲ့ပါတယ်။ဂျပန်ကင်ယူတန်းကိုရိုက်ခတ်တဲ့ဆူနာမီလိုင်းကြီးတွေက10မီတာ33မီကျော်မြင့်မားပါတယ်။အခြားနိုင်ငံတွေမှာလည်းလိုင်းကြီးလိုင်းငယ်တွေဖြစ်ပွားစေခဲ့ပါတယ်။ ငနေနဲ့ဆူနာမီဒဏ်တွေကြောင့်လူပေါင်း3383ဦးသေဆုံးပြီး8558ဦးပျက်ဆုံးရရှိကြောင်းဂျပန်ရဲဌာနချုပ်မှအတည်ပြုထုတ်ပြန်ထားပါတယ်။သို့တော့လက်တွေ့အသိအပြအဦးရေမှာအခုထက်မြင့်မားနိုင်ကြောင်းခံမရရလို့ဆိုပါတယ်။ဆန်တိုင်းငနေဟာအတိုင်းအတာအဖြစ်1900ပြည့်နှစ်ငနေတိုင်းတိုင်းရေးမှတ်တမ်းများစတင်ခဲ့ပြီးနောက်ဂျပန်နိုင်ငံသပိုင်းတွင်အင်အားအကြီးမားဆုံးငနေဖြစ်ပြီးကမ္ဘာပေါ်တွင်ပစ္စည်းမများအင်အားအကြီးမားဆုံးငနေဖြစ်တယ်လို့သိရပါတယ်။ ဆူနာမီဖြစ်လာသည့်အကြောင်းရင်းများ2012ခုနှစ်မတ်လ17ရက်နေ့မှာဖြစ်ခဲ့တဲ့ဆူနာမီဟာ Pacific Plate က Eurasia Plate အောက်ကိုညှိနှင်းနေရမှာဆာအာပြုတ်ထွက်သွားပြီး Magnitude 9.0အထိရေငုပ်မြင့်ကလေးဖြစ်ပေါ်ခဲ့ပါတယ်။ ပြင်းထန်တဲ့မြင်းကလေးကြောင့်ပင်လယ်အောက်မြေပြင်တက်ဆင်သွားပြီးရေထူထပ်မှုကြောင့်လိုင်းကြီးတွေပေါ်ထွက်ကာဆူနာမီဖြစ်ပေါ်သွားခဲ့ပါတယ်။ဆူနာမီလိုင်းကြီးတွေကတူဟူဒီတာကိုဦးတည်တိုက်ခိုက်ခဲ့ပါတယ်။ဆူနာမီဆိုတာဟာပင်လယ်ပြင်ကိုအာပြင်းနဲ့ငလျင်လှုပ်ခတ်တော်၎င်းမြင်းကလေးပြင်အား၈တမ၃ညကျော်လှုပ်ခတ်တော်၎င်းဆူနာမီဖြစ်လာလေးရှိပါတယ်။ငလျင်လောက်ခတ်တဲ့မြေအနက်နက်လီလေးပင်လယ်နဲ့နင်းလီလေးဆူနာမီဖြစ်နိုင်စွမ်းများလေသည်လို့စောင်းပါအချုပ်မှာဖော်ပြထားပါတယ်။ 2012ခုနှစ်ဂျပန်နိုင်ငံမှာဖြစ်သွားတဲ့ဆူနာမီဟာဆိုရင်အနက်24.4ကီလိုမီတာအထိနှက်ပြီးပြင်အား6.3အထိရှိရာကြောင့်ဆူနာမီရှိနိုင်ကြောင်းသတိပေးချက်တွေထုတ်ပြန်ခဲ့တာပါဆူနာမီလိုင်းတွေကလည်းအတိုင်းအတာတစ်ခုထိပြင်အားများလာကြောင်းအိမ်ယာအဆောက်အဦများဖြစ်စီပြီးလူ15,000ကျော်သေဆုံးများစွာပျောက်ဆုံးထိခိုက်ဒဏ်ရာရခဲ့ပါတယ် ပကူရှိမအတော်အတော်မတက်အားဆက်ယုံလေပျက်စီး၍အကျိုးဆက်အနည်းငယ်ကြီးထွားခဲ့ပါတယ်လူဘဝပေါ်တရမှုဆူနာမီရတဘာဘီယန်နေအမျိုးစားတစ်ခုဖြစ်ပြီးဖြစ်ပေါ်သွားရင် လူဘဝစီပေါ်ရေးပတ်ဝန်းကျင်စားရှိတစ်ဖြစ်အကျိုးဆက်များရထိခိုက်စေနိုင်ပါတယ်ဆူနာမီကြောင့်လူများပြအသက်ဆုံးဆုံးရတက်ပြီးကာယုန်တန်အနည်းနေထိုင်သူများအချိန်မီထပ်ပြေးနိုင်ရန်အခက်အခဲရှိတဲ့ဖြစ်ဤဆုံးမှုများအလွန်ပြုံများပြနိုင်ပါတယ် ရှားတစ်ဖက်မှာတော့တန့်စီရင်မရှိခြင်းစားစားမလိုလောက်ခြင်းကြောင့်ကျန်းမာရေးဆိုင်ရာပြဿနာများလည်းပေါ်ပေါက်လာနိုင်ပါတယ်။အဆောက်အုံများပျက်စီးမှုစူနာမီလိုင်းကြီးများကအိမ်ယာများအဆောက်အုံများကိုလုံးဝပျက်စီးသွားနိုင်ပါတယ်။လမ်းမဆက်သွယ်ရေးစနစ်တံတားများစိတ်ကံများပျက်စီးသွားပြီးကေဆေးကြီးလုပ်ငန်းများဆောင်ရွက်ရတွင်လည်းအခက်အခဲများကြုံတွေ့နိုင်ပါတယ်။ထို့ပြင်ဆေးရုံတွေလက်စဆက်ရုံတွေရည်နံသူလောင်ကိုတော်များစွာပျက်စီးစေနိုင်ပါတယ်။စီးပွားရေးဆိုင်ရာအထူးကမ်းမှုစူနာမီကြောင့်ဆက်ရုံများလုပ်ငန်းများရပ်တန့်သွားပြီး ညံကုံထုတ်လုပ်မှုများလုံးဝရပ်တန့်သွားတတ်ပါတယ်။ဒေဘူးဆောင်ဤနဲ့ကုန်ပစ္စည်းများတိခိုက်သွားခြင်းကြောင့်နိုင်ငံတကာနိုင်ငံရဲ့စီးပွားရေးကိုလည်းအလွန်ကျွံကြီးမားစွာထိခိုက်စေနိုင်ပါတယ်။ပတ်ဝန်းကျင်နဲ့တဘာဝဂျိုးဆဲလာချင်းများတက်ခတ်တာသဖြင့်စိုက်ပျိုးမှုများရှိအောင်ဒိုးစင်ဝင်ပြီးညီညွတ်တတ်ပါတယ်။ဒါကြောင့်စိုက်ပျိုးရေးလုပ်ငန်းများများမလုံဆောင်နိုင်တော့ခြင်းဖြစ်ပြီးတော့အစားတောက်လောက်လိုက်မှုကိုခက်ခဲလာနိုင်ပါတယ်။ လူမှုရေးနယ်စပ်ပန်းဆိုင်ရာအကျိုးဆက်မိသားစုဝင်များခွဲခြားသွားခြင်းလူနေရေးဆွဖွာရခြင်းကြောင့်လူမှုဘဝတခုလုံးပြောင်းလဲသွားတတ်ပါတယ်မိသားစုကိုဆွဆုပ်ခဲ့ရတဲ့သူများအတွက်စိတ်ကြံရများဖြစ်ပေါ်ပြီးစိတ်ကြယောဂါကြောင်းရမှုများကိုခံစားရတတ်ပါတယ်ထို့ပြင်ဆူနာမီပြန်ဖြစ်လာမလားဆိုတဲ့စိုးရိမ်မှုကြောင့်လူများစုကစိတ်ချလို့မရဘဲနေထိုင်တာတတ်ချက်ပါတယ် ်ကဲ့ပါရှင်။ကျမတို့ group 2ရဲ့ presentation လေးကတော့ဒီနေရာမှာနေအဆုံးသတ်သွားပါပြီ။အဆုံးထိ live ပါနားထောင်ပြီးခဲ့ကြတဲ့တီရှင်တွေတငယ်ချင်းတွေအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။တာယာတော်နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။